င်းစင်းလုပ်တဲ့အခါမှာပေါ့နော်ဒီလက်နဲ့ငွေလို့မရအောင်သူသုံးမဲ့အဲမစ်ဇာပေါ့မစ်ဇာဒီ hand hand မစ်ဇာပေါ့နော် hand မစ်ဇာလို့အားလုံးသုံးအောင်ねတော်တင်စီမံလောင်းနေအဲတချို့ကြတော့မတိမတိကြတော့ဒီအစဖြစ်ချင်းမှာမလင်းဖြစ်ပြီးသွားရအောင်ဉာဏ်သုံးပြရရှိတယ်အဲတော့စီကွက်တယ်မှာပြည့်စည်ပြတ်တာတွေပါရှိတယ်အဲတော့ရိုးပြီးလက်မျိုးဟိုဝန်ဒီချန်လို့ဟာမျိုးနဲ့ရောလောင်းပါရှိတယ်အဲဒါမျိုးကြတော့မတင်တော့ လက်တွေ့ပေါ့နော်လက်တွေ့မှာကျွန်တော်တို့ဒီ crowding cement အသုံးပြုနေတဲ့ခါမှာအဲကျွန်တော်တို့အဲတတိထားမဲ့ချက်လေးတွေပေါ့နော်အဲလုတ်တင်ဒူးဟန်တုံပေါ့နော်ပြုလုပ်တင်တာရှောင်းဆောင်းရှောင်းဟန်လေးတွေတစ်ချက်လောက်ဆွေးပြပေးပါဦး product data ရှိတေချာဖက်ပေါ့နော်ဒီထုတ်လုပ်သူကုမ္ပဏီကထုတ်ထားတဲ့ product data ရှိတေချာဖက်ပြီးတော့သူရေအကျိုးစား minimum ဘယ်လောက်သွားမလဲ maximum ဘယ်လောက်သွားမလဲဒါမျိုးတွေသိရမယ် margin ratio သိရမယ်အာကိုတော့မဲ့နေရာပေါ်မူတည်ပြီးတော့ကြောက်ရောရမှာမရောတင်မှာဒါမျိုးကြီးအဲ င်ဂျင်နီယာနဲ့တိုင်ပင်ပြီးဆုံးဖြတ်တင်တယ်ပေါ့နော်အဲ့ဒီအခါမှာအရောဆက်တဲ့အခါမှာအချိုးစားမှန်ကန်အောင်ရောဆက်တင်တယ်ပြီးတော့ကျတော့သုံးမဲ့ပစ္စည်း tools တွေပေါ့နော်ဒါတို့တွေတေချာပြင်ဆင်တင်တယ်ပြင်ဆင်အဲပြင်ဆင်ထားတင်တယ်ပြီးတော့လောင်းမဲ့နေရာတွေမှာဟိုတေချာလေဖောင်ဝတ်တွေတေချာလုံးမလုံးစီးလုံးထားမှာဒါမျိုးတွေတေချာစစ်တင်တယ်အဖောင်ဝတ်တွေကခိုင်နှဲမှုရှိမရှိပေါ့နော်ဒါတို့ရအားလုံးမလောက်ခင်မှာပြင်ဆင်တင်တယ်ပေါ့နော်ပြီးတော့ material ပေါ့ material ။ကိုကလောင်းမှာ1မီတာကျူလောက်ရှိတယ်။ကိုကမှာရှိတာ ground က10လောက်အဆင်မပြေဘူး။ဒါမျိုးတွေအကုန်တွက်ချက်ထားရမယ်ပေါ့နော်။အဲ့တော့ material အကုန်လုံးအဆင်သင့်ရှိရမယ်။အားလုံး ready ဖြစ်နေရမယ်။အဲနောက်တစ်ခုကတော့ဒီ missing လုပ်တဲ့အခါမှာပေါ့နော်။ဒီလက်နဲ့မွှေးလို့မရဘူး။သူသုံးမဲ့ mixer ပေါ့။ mixer ဒီ hand hand mixer ပေါ့နော်။ hand mixer လို့ဟာမျိုးသုံးအောင်မယ်။ပြီးပုံကျဲကျဲအဝကျဲကျဲအလွန်လိုဟာမျိုးတန်တန်ပြီးရေတန်သုံးအောင်ပေါ့နော်။ရေတန်ကောင်းတာ။ရေတန်ဆိုတော့ကောင်းတာပေါ့။ ချိုးတဲ့ရေလောက်တန်တယ်ဆိုရင်ရရပေါ့နော်အန္တရာယ်မျိုးရေတန်တော့အဲ့တော့အဲ့အမျိုးအလုံးပြင်ဆင်ပြင်ဆင်ပြီးတော့ဟိုလုံးမဲ့နေရပန်းနဲ့လုံးမရမှာလားဒီတိုင်းလောင်းလို့ရတာလားဒါတွေ့တယ်ရှင်အဲ့တော့ပန်းနဲ့လုံးမဲ့ရမယ်ဆိုရင်အပန်းနေပါလေချိုးတင်ပြီးတော့ငှာရင်ပြင်ဆင်ပြီးတော့ချိုးတင်လုံးတင်တယ်ပေါ့နော်နောက်တစ်ခုရှိတာကဟိုဒီကောက်တင်စီမံလောင်းရင်အဲတချို့ကြတော့မတိမတိကြတော့ဒီအစဖြစ်ချင်းမှာငလင်ဖြစ်ပြီးသွားတဲ့အခါမှာအမြန်တုံးကြရရှိတယ်အဲ့တော့ ဈေးကွက်တွေမှာပစ္စည်းပြတ်တာတွေပါရှိအဲနောက်တစ်ခုဟိုရိုးဘီလက်မျိုးဟိုဘွန်ဒီဂျန်လိုဟာမျိုးနဲ့ရောလောင်တာရှိတယ်ဒါမျိုးကြီးကြတော့ဟိုမသိတော့ဘောเนาะဟုတ်ကဲ့ဟိုအဲ့ခါမှာလဲအဲတချို့ကြတော့ဖောင်ဝပိတ်တယ်ပြီးတော့ကြတော့ဂရောင်းလောင်းတယ်လောင်းတဲ့အခါမှာအဲ့တဲ့နဲ့အောင်တွဲအောင်ဆိုပြီးတော့ယူဆတာရှိတယ်အဲ့ခါမှာသူဘွန်ဒီဂျန်လိုဟာမျိုးကြီးတုံးတယ်အဲဘွန်ဒီဂျန်တုံးတဲ့အခါမှာတခုရှိတာကတော့ ဘွန်နီအေဂျင့်တုတ်ပြီးသွားတဲ့အခါမှာဘွန်နီအေဂျင့်မှာလည်းပေါ်လိုက်ရှိရပေါ့နော်သူရဲ့စတင်နိုင်တစ်ခုရှိ6တော့တုတ်ရတဲ့အခါမှာ6တော့ရတဲ့အချိန်မှာတုတ်ပြီးသွားရင်ဆိုရင်ဘုံမဖြစ်ဘဲနဲ့ဒါဘုံ break ကလို့တကုလေယာတစ်ခုလို့ဖြစ်ပြီးတော့ဟိုမကောင်းလာရင်မတွေ့တော့ပါနော်နောက်တော့အဲ့တော့အဓိကတော့ ground လောင်းမယ်ဆိုရင်အောက်ခံမျက်နှာပြင်ကိုရေကိုဝအောင်ဆုပ်ပေါ့နော်ရေတင်မနေရဘူးရေကိုဝအောင်ဆုပ်တာ ဆွထားပြီးတော့ဒေတာလေးလောက်တာဘွန်ဒီအေဂျင့်တုံးတာလည်းအဆင်ပြေဘွန်ဒီအေဂျင့်အဆင်မပြေဘူးလားလို့ပြောမှာဘွန်ဒီအေဂျင့်ကတော့သူ့ရဲ့ပေါ့လိုက်တစ်ခုရှိအဲ့ပေါ့လိုက်အတွင်းမှာကိုကလုံနိုင်တော့ပြဿနာမရှိမလုံနိုင်ခဲ့ဘူးဆိုရင်ဒီ layer တစ်ခုက6ပါးရပြဿနာရှိရပေါ့နော်ဒီမှာပြည်တွင်းမှာလည်းရတာဒီ latest pay ဘွန်ဒီအေဂျင့်တုံးတာများတော့အဲ့ layer 6ခန်းတော့မရဘူးပေါ့နော်ဟုတ်ကဲ့အဲ့တော့ဒီ what to what ပဲသွားအောင်ပေါ့ ground နဲ့သူ့အောက်က layer နဲ့အဲ့လိုအဲ့လိုတတိထားအောင်တုံးမယ်ဆိုရင်နောက်တစ်ခုကတော့ form 1ပေါ့ ceiling ။ဘောင်ဝဘောင်ဝစီရင်တေချာလောက်အောင်မယ်တောင်းနေအခြေကြီးဘောင်ဝအဆက်တင်မှာအဲဤပေါင်းစီနဲ့ပိတ်တာဒါမှမဟုတ်စီလန်နဲ့ပိတ်တာတို့ချိုးကြတော့ဒီကျုပ်စားလောက်အောင်မထည့်ပြီးတေချာရိုက်တာဘောင်ဝ system ကောင်းအောင်တယ်ဗောနဒါပုံမှန်ကွန်ကရစ်နဲ့မတူအဲ့တော့ဘောင်ဝတေတေချာလုံးလုံးဆိတ်ချမှုရှိရလားအဖောင်ဝတ်တွေပွင့်မာလားမပွင့်ဘူးလားဒါမျိုး engineer နဲ့တရားတိုင်ပြီးတော့ design လုပ်ပြီးတော့တရားလုပ်တင်တယ်ပေါ့နော်နောက်တစ်ခုကတော့ QR ရင်လုပ်တာပေါ့ဒီ crowd တွေလောင်းပြီးသားရင်ပြီးတော့ down နေစဉ်အတွင်းမှာပဲ တခြားပြည့်မပြည့်လဲစစ်တင်တယ်ဗောနော်သူကိုလိုချင်တဲ့ level အထိရောက်ရလားမရောက်ရလားဒါမျိုးစစ်တင်တယ်အဲပြီးတော့ကြတော့ဒီ grounding cement ဆိုတာကတော့ vibrator ထိုးစရာမလိုဘူးမလိုအဲအဲ့တော့မလိုဆိုပေမဲ့လည်းအပြင်ဘက်ကနေ external vibration external vibration rubber tool နဲ့ rubber tool နဲ့ထိုးပေးတာဒါမျိုးလုပ်တင်တယ်ဗောနော်အရင်လဲဟိုပါ action လဲယူစရာမလိုဘူးဟာအဲသူ့ရဲ့ flow ရဲ့သူ့ဟာသူရနေတာဆိုတော့နိအဲအဲ့လိုလုပ်ပြီးလောင်းပြီးတဲ့ form work တွေခွာပြီးတဲ့အခါမှာ credit ရှိမရှိစစ်တင်တယ် credit ဖြစ်လာဖြစ်တယ်ဆိုဘယ်လိုပြန်ကုစားမလဲဒါမျိုးလို့တဲ့နောက်မဆိုရင်ဒီ credit ရာနေရင်းဝယ်ဝင်ပြီးတော့နောက်ပိုင်းမှာ correction ပြဿနာလာဖြစ်နိုင်တယ်။အဲ့တော့ဒီနောက်တစ်ခု QR ပေါ့နော် QR လုတ်ပေးရအခု QR လုတ်ပေးရတယ်ဗျ3 to 5 day လောက်အနည်းဆုံးလုတ်ပေးတယ်အဲ့မှာသူလိုချင်တဲ့ strength လဲရမယ် credit မဖြစ်ဘူးအဲကိုလိုချင်တဲ့ performance လဲရမယ်ပေါ့နော်